ေပေးရဲ့မူကြီးတခါတော့ကပြမနာပုံနာတရားရှိတဲ့သူကလေလုတ်စားတယ်ဒါပေမဲ့လေကအကျိုးမပေးတော့တေပီးစင်ရဲ့တဲ့တနေ့ကြတော့တနေ့လုံးလေထဲမှာဒီကုန်းကုန်းနဲ့အလုလုပြီးမောမောရှိတာနဲ့လက်ကတင်းကသစ်ပင်ရိတ်ကိုဝင်ပြီးတမေလောက်အိတ်လိုက်ပါအောင်မယ်လို့လဲလိုက်တာကိုလဲလာရုံရှိသေးတယ်အနားမှာရှိတဲ့ချက်တောင်ပူကြီးကငွေကြီးတကောင် ။ပပင်းကြီးခွက်ပြင်းထွက်လာတာကိုမြင်ရတဲ့။အဲဒီတော့ပုံနာကြီးကထင်မိတဲ့။အေကန်ဒဒီငွေကြီးဟာလဲဆောင်နဲ့ကြီးဖြစ်မှာပဲ။သူ့ကငါတခါမှငါ့နဲ့တစုံမဟုတ်ချိုတစ်ချက်မပူစော်မိဘူး။ဒါကြောင့်လဲငါစင်ရနေတာထင်ပါရဲ့။တခါလေသွားပြီးနှစ်ကြီးကိုပူစော်ဖို့စီစဉ်မှဖြစ်တော့မယ်လို့တွေးပြီးတဲ့။ဒီလိုတွေးမိပြီးချက်ချင်းပဲနေနေရကထတဲကိုပြန်ဈေးခွက်တစ်ခုထဲကိုနွားနော်ရီလောင်းထည့်ပြီး စတောင်ဖို့စီကိုသွားရပေးတယ်။ရောက်တော့တောင်ဖို့ချင်းရင်မှာနွားနို့ခွက်ကိုချပြီးလေစောင်းနှက်ကြီးကိုခေါ်ရပေါ့။အိုးအရှင်လေစောင်းနှက်မီကျွန်တော်တို့အမိုက်မဲမို့လေစောင်းနှက်ကြီးဒီတောင်ဖို့မှာနေရကုန်တတိမထားမိပါဘူး။အခုမှသိရလို့နွားနို့ဖြူစင်ပလဲတွင်ကိုဖွက်တွင်လာမေးပူဇော်ပါသည် အရှင်နမေးသုံးဆောင်ပါလို့သုံးဆောင်ပါလို့ဟုပြောတဲ့ အဲ့လိုပြောပြီးကြေးခွက်ကိုထားခဲ့တဲ့နောက်တနေ့မိုးလင်းတော့ချက်တောင်ဘိုးကို ပုံနာကြီးသွားကြည့်တာပေါ့ကြည့်တော့လေနွားနိုးခွက်ထဲမှာနွားနိုးမရှိတော့ဘူးတဲ့ဒါပေမဲ့ရွှေမကြီးတောင်တောင်ကို တွေ့ရတဲ့အဲ့နေ့ကစပြီးပုံနာကြီးဟာ နေ့တိုင်းနေ့တိုင်းခြံထဲကနွားမကြီးကိုနှုတ်ညကြေးခွက်ကြီးကို ပြအောင်တိုင်းနွားနော်ရင်းနဲ့လဲစောင်းနဲ့ကြီးပူစောလုံနေတာပဲတဲ့ရွှေမကြီးတောင်ကိုလည်းတနေ့တစ်ထောင်ရနေပါပဲတဲ့ အဲ့လိုနဲ့ဒီနေ့ကျတော့ပုံနာကြီးဟာ တခြားရွာကိုခီးဖက်ဆရာရှိတယ်သူသားကိုဘာလို့နဲ့လက်ပူစောဖို့တာဝန်ပေးခဲ့တဲ့တားကလည်းအဖေမာတဲ့အတိုင်းညနေကျတော့နွားနို့အခွက်ကိုယူတောင်ဖို့ချင်းရင်မာချအိမ်ပြန်နောက်တနေ့မိုးလင်းတော့သွားကြည့်တဲ့သွားကြည့်တော့ရွှေမကြီးတောင်ကိုတွေ့ရတာပေါ့ဒီတော့သူစဉ်းစားတဲ့အေကန်ဒဒီတောင်ဖို့ထဲမှာရွှေမကြီးတောင်တွေအများကြီးရှိမှာပဲ ငွေကိုတက်ရရင်ရှိရီကိုငါအကုန်ရမှာပေါ့လို့လောဘထွက်ပြီးစဉ်းစားမိတဲ့တဲ့စဉ်းစားမိတဲ့အတိုင်းပဲနောက်တနေ့ညနေနွားနိုးခွက်လာချတဲ့အခါမှာပုံနာသားဟာတဲကိုမပြန်ပဲတောင်ဖို့အကွယ်ကချောင်းနေတဲ့တဲ့ငွေကြီးထွက်လာတော့ရုတ်တရက်တင်းပုံစီနဲ့ထူလိုက်တဲ့တဲ့ဒါပေမဲ့ကံကောင်းထောင်းမလို့ငွေကြီးကိုမထိပ်ဘူးတဲ့ငွေကြီးလည်းအမျက်ချောင်းချောင်းထွက်လာတာနဲ့ပပင်းကြီးထောင်တဲ့ပြီး ပေါက်လိုက်တာပုံနာသားဟာတခါတည်းညီပေါ်ကိုဘုံဘုံလဲပြီးတေပွဲဝင်ပါလီရောတဲ့အရိအခေါင်ဆွေမျိုးသားချင်းတွေလည်းစုဝေးလာရောက်ကြပြီးပုံနာထုံးစံအတိုင်းပုံနာသားအမိုက်ကိုမိတဲ့ချိုလိုက်ကြရတာပေါ့လေနှစ်ရက်လောက်ကြာတော့ပုံနာကြီးခီးသွားရတာပြန်လာတယ်သူရဲ့သားဖြစ်တဲ့နှစ်အကြောင်းကိုကြားတော့ပုံနာကြီးဟာအများကြီးပူဆွေးဒုက္ခရောက်ရတာပေါ့လေ ဒါပေမဲ့ဒီနေ့ကျတော့ပုံနာကြီးဟာနွားနို့အခွက်ကြီးကိုယူပြီးချတောင်ဘိုးကလဲဆောင်နဲ့ကြီးကိုချီချူးပူဇော်ပြန်တယ်။ပုံနာကြီးကဘလို့ချီချူးပေမဲ့မွေကြီးဟာရုတ်တရက်ထွက်မလာဘူး။အတော်စကြာအထက်ထက်ချီချူးတော့မှမွေကြီးဟာဖရင်ဝါကခေါင်းကလေးပြူပြီးပုံနာကြီးကိုစကားဆိုတဲ့ဟဲ့ပုံနမိုက်အတင်ရခုငါထန်လာတာဟာလောဘကတိုက်တွန်းလို့လာတာပဲ။သားတီရာကိုတော့တတိမရှိဘူးလား။ ယနေ့ကစပြီးအတင်နဲ့ငါဟာမိတ်ဆွေခင်ပွန်းမဟုတ်တော့ဘူးဆိုတာကိုမှတ်လိုက်ပါတော့အတင်ရဲ့သားဟာငယ်ရွယ်သူမို့ငါ့ကိုတင်းပုံနဲ့ထုပြီးတက်ဖို့ကြံရန်စီတာလည်းဖြစ်နိုင်တယ်ငါလည်းအမျက်ထွက်လို့ပေါက်တက်လိုက်တယ်ပြီးတော့ငါကတင်းပုံစီကိုမိနိုင်ပါမလားအတင်ကသားဆောင်နာကိုမိနိုင်ပါမလားအဲ့လိုပြောပြဆိုဆိုနေငွေကြီးဟာပုံနာကြီးကိုပလဲတလုံးပေးပြီးတွင်တွဲကိုဝင်သွားရောတယ်မဝင်ခင်မလိုက်သေးတဲ့တဲ့ ပုံနာကြီးနောက်ကိုမလာနဲ့တော့လို့ငါလိုက်သေးတဲ့ပုံနာကြီးလည်းဝမ်းလန်းပနတ်နဲ့မလိမ္မာတဲ့တားမိုက်ကိုကျိန်ဆဲပြီးပြန်သွားရရှာတဲ့တင်းနေတဲ့ဒီလုံးကတခါရုံးကမိလုံးကတကားဟာမိမိနေထိုင်ချက်ဆိုင်ရာလဲခွင်ပြင်ကိုကြော်လွန်ပြီးအကြာရက်တော့တွားရအစားရှာခဲ့အဲ့ဒီချိန်မှာပဲတင်းရက်တကောင်က ီလုံးကကိုအတွင်မြင်ပြီးထိုးတုတ်သွားခဲ့တယ်။ဒီလုံးကကအရွယ်အဖြစ်လက်တော်ခံသာရှိတယ်။တင်ရကတော့အရွယ်တောင်ကျော်ရှိတယ်။အရွယ်ချင်းမရှင်သာသွားချင်းမရှင်သာအလွန်စွာချားတယ်။အဲဒါကြောင့်ဒီလုံးကကတင်ရလက်တို့အလွယ်တကူပါသွားခဲ့တယ်။အဲလိုပါသွားတဲ့အတွက်ဒီလုံးကကငါအရင်မဟုတ်လို့တင်ရရဲ့သို့တုတ်ချင်းကိုခံရတယ်။ငါအရင်မှာဆိုရင် တိန်ညာလည်းထုတ်တော့နိုင်မှာမဟုတ်ဘူးလို့ဇီးကန်းဝေကြီးပါတယ်။ဒီလိုပြောတာကိုတိန်ညာကမခံချင်း။"ဒီလုံးငယ်တင့်ရက်ကဗမာလဲလို့နေမြန်နေ။ဒီလုံးငယ်လည်းအောင်းနေပြီနဲ့ပြန်ပြောတယ်။ငါအရက်ကထိုးစားခဲရှိတဲ့လွယ်ကွင်းပြင်ပဲ။တိန်ရက်ကတင့်ရက်မှာရှိတော့လဲငါလက်မလွတ်နိုင်ကြီးမဟုတ်။ငါတို့ခွားအကြီးမသူကိုတင့်အန်တုနိုင်ကြီးမဟုတ်ပါဘူးလို့ပြောတယ်။အဲဒီခါဒီလုံးငယ်ကအန်စီနိုင်ပါရဲ့။ လွတ်နိုင်ပါတယ်လို့ပြန်ပြောတယ်။ကောင်းပြီဒီလိုဆိုရင်ဒီကိုအခုငါလွတ်လိုက်မယ်။တင်းရဲ့သူသွားပြီးငါ့ကိုခုခံလို့အရင်ကအဲ့လိုပြောဆိုပြီးဒီလုံးငါ့ကိုလွတ်ပေးလိုက်တယ်။ဒီလုံးငါ့လည်းမိမိချက်ဆိုင်ရလည်းပြင်းပြင်းတို့ဝမ်းမြောက်ဝမ်းသာပြန်သွားတယ်။နောက်တဲ့အခါရေဆိုင်ကျဲကြီးတစ်ခုကမှရက်ပြီးအိုးတင်းရဲ့ကြီးအတင်စွန်းနေလာလို့တင်းရဲ့ကလည်းဟဲဒီလုံးလေငါ့လက်မှတင်းလွတ်နိုင်လို့ဟုကြောင်းမပြီး မြင်းမြင်းစွာပြင်ပြင်းလာတယ်။အနီးကိုရောက်တာနဲ့အရှိန်ကြီးစွာပြင်းစင်းပြီးဒီလုံးဆက်ကိုထိုးတုံလိုက်တယ်။အဲ့ဒီချိန်မှာဒီလုံးဆက်ကြီးဟာဒီဆိုင်ခဲပေါ်ပါနေရှုပ်ကြီးရဲ့စင်းပြီးဒီဆိုင်ခဲရောက်ဇာတို့ဝင်လာတယ်။အဲ့ဒီကလည်းဒီလုံးဆက်ကိုမတော်ဘူး။အရှိန်လည်းမတတ်နိုင်ဒီဆိုင်ခဲကိုချိန်ပေးတဲ့တိုင်ပါတယ်။ခေတ္တနာအတွင်းမှာလည်းရှင်းွယ်ပြီးဒီဆိုင်ကွယ် ီလုံးကဒီဆိုင်ကဲကြမှာလာပြီးတင်းမြက်တည်းရဲ့အိုးပေါ်မှာနားပြီးရင်နားပြီးတင်းတင်းရောက်တတ်တော့အရက်ကိုသူရီသူ့ဘုံကြောင့်အင်းအားစီးတူတူတင်းအနိုင်ရပြီပြီလို့ပြောဆိုလိုက်ရတည်းနှောင်းခွေတပိခရောင်ဟိုတော့ကဘုံတော်ကြီးတပါတောင်ပေါ်ဝတ်ကြောင့်တခုမှသရရင်တောင်းနေ ။ဒီနေ့မှာဖုံးတော်ကြီးရင်ွေးချမ်းတောင်းချက်တာနဲ့သူ့ရင်ွေးခရဟောင်းကြီးနဲ့ရင်ွေးကြိုတယ်။ရင်ွေးကြိုလို့တိတ်မကြမိမှအဲ့ဒီရင်ွေးခရကြီးဟာခွေးတကောင်ရဲ့ကောင်ချီအမီးတွေအတီးတီးရုပ်ချီပြောင်းသွားတယ်။ဘုန်းတော်ကြီးလည်းဒီထူးဆန်းတဲ့ဖြစ်ပျက်တွေကိုကိုရင်လေးတွေအားခေါ်ပြတာပေါ့။ကိုရင်လေးတွေကြည်နေတုံးပဲရှင်နေခရဟောင်းကနေခွေးအဖြစ်ပုံသဏ္ဍာန်ပြောင်းလဲသွားတဲ့တတဝဟာ အခန်းအနီးနားမှာပြေးလွှားဆော့ကစားနေတယ်။ဘုန်းတော်ကြီးနဲ့ကိုရီလေးတွေဟာအဲ့ဒီတတဘာကို ကျိုးစားပန်းစားလိုက်ဖမ်းကြတယ်။နောက်ဆုံးမှာခွေးကလေးကိုဖမ်းမိသွားခဲ့တယ်။တတတလုံးနဲ့ထိုးထည့်ပြီးတေချာပိတ်သိမ်းထားလိုက်တယ်။အဲ့ဒီအဖြစ်ပြက်ဖြစ်ပွားပြီးမကြမီမှာပဲ။တန်အိုးပေါ့ဂျီအိုးပေါ့ဖာသူတူဟာဝတ်ကြောင်းစီရောက်လာတယ်။ဖုံးတော်ကြီးလည်းသူ့ရင်တွေခရီးဟောင်းကိုရောင်းချဖို့စိတ်ကူးရသွားတယ်။ ဘုန်းတော်ကြီးကသူ့ရင်ွေးခရဟောင်းကိုတစ်တာထဲမှထုတ်ယူတယ်။အဲ့ဒီအချိန်မှာရင်ွေးခရဟောင်းမှာခေါင်းချေအမီမရှိတော့ဘူး။ရခိုင်ပုံစံအတိုင်းပြန်ပြင်နေတယ်။အယောင်းဝဲစီညီကြတယ်။ကျေဦးပေါတန်ဦးပေါဖာသူကရင်ွေးခရဟောင်းကိုဝဲသွားတယ်။တင်လွန်တဲ့စင်းနဲ့သူ့ရလိုက်တယ်ဆိုပြီးပြောနေတယ်။ဒီနေ့တာအတွက်သူကံကောင်းပြီးအကျိုးရှိတဲ့အလုပ်လုပ်ဖြစ်သွားတယ်ဆိုပြီးကြေညာနေတယ်။ မှာသူ့ခေါင်းအနီးထိုးဆန်းတဲ့အတန်တန်ကသူ့ကိုလာနိုးတယ်။သူ့အဲ့ရဖုံးနောက်ကိုကြည့်တယ်။သူ့ပဲခဲတဲ့ရင်တွေခရဟာရင်တွေခရမဟုတ်တော့ဘဲအလွန်တွက်လက်ပြီးပါနေတဲ့ခွေတကောင်ဖြစ်နေတယ်။ဂျီအိုဘောက်ဒန်အိုဘောက်ဖာသူလည်းအဲ့ဒီအကြောင်းသူတငယ်ချင်းတွေကိုပြောပြရဲ့။သူ့မိတ်ဆွေကသူ့ဟာတေးဂီတာနဲ့အတူအဲ့ဒီခွေကလေးကိုကြိုးတန်းလျှောက်ခိုင်းတာကခိုင်းတာတွေလုပ်ပြီးပြစားဖို့အကြံပေးတယ်။အဲ့လိုဖြောဖြေးလေးလုပ်ရင်အခုလုပ်နေတဲ့အလုပ်ထက်ပိုပြီး ဝင်ငွေကောင်းမယ်လို့လည်းအကြံပေးခဲ့တယ်။အဲ့ဒါနဲ့မိတ်ဆွေပေးတဲ့အကြံအတိုင်းလက်ခံပြီးစောင့်ရွက်ခဲ့တာပေါ့။သူပြပွဲဟာတနန်တလာကြော်ကြားသွားတယ်။မိမိမိသားစုပင်လာရောက်အားပေးကြည့်ရှုကြတယ်။တော်ဝင်လူတန်းစားတွေတာမန်ပြည်သူရဲ့အပေးမှုကြောင့်နေချင်းညချင်းကျေဝချမ်းသာသွားတယ်။ဒီဥစ္စာကိုကျေဝလာတဲ့အခါကျေဝပေါ့တန်းဝပါသူဟာတောင်ပေါ်ဝဲကြောင့်ကဘုံကြီးထံ ဖြစ်အမျက်တနိုးသိမ်းစီထားခဲ့ကြတာပေါ့ကွယ်သူတော်ကောင်းရအောင်ဆောင်တော်ကြီးရှိရှိတုံးကအလန်းဝေးလာတဲ့သမောက်တရားခီးကိုကူးတန်ပြီးကုံတဲ့အလုတ်ကိုလှုပ်တဲ့တင်မောသားများဟောင်းကန်းကြီးငတ်တကောင်ကိုယူဆောင်သွားရလိမ့်ရှိပါတယ် သမုံတရာရေပြင်းဟာကြေပြောတော်မူသူတို့ဟာရပောင်းများစွာရွက်လင်သွားလာကြတဲ့ခါမှာကန်းကြီးညက်ကိုရှေ့ပြေးအဖြစ်လွတ်ပြီးနေရာကြည့်ခိုင်းလိရှိပါတယ်ကန်းကြီးညက်တို့ရဲ့သဘောအရာဟိုးတစ်ဖက်မှာ စိုက်ကျက်စရာကန်းကြီးကို ခရေရေမြင်ရပြီးဆိုရင်ကန်းကြီးရှိရာကို ပြန်တန်းသွားတက်တယ်သူတို့မျက်စိတစ်စုံမှာဘယ်ကန်းကြီးမှမမြင်ရသေးဘူးဆိုရင်တော့ မူလသင်္ဘောစီကိုသာပြန်လာနာတက်ကြပါရဲ့ကတိတိုင်းကကုန်တယ်များဟောင်းသင်္ဘောစီပြီးကုန်ကူးဖို့ရာအလုံးကထွက်လာကြတဲ့အချိန်မှာကန်းကြီးငတ်အဖြစ်ကြီးငတ်တကောင်ကိုယူဆောင်လာပါတယ်ကံမကောင်းအเจ้าမလစွာနဲ့ရေလန်းခီးရဲ့တန်းကြောင့်သင်္ဘောညံ့ညွတ်သွားတဲ့အခါမှာကြီးငတ်ဟာ ကိုကိုရမယ်ဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်ဂျင်းငန်ဟာတမောတရားအလဲမှရှိတဲ့ကျွန်းတစ်ခုပေါ်ကို ပြန်တန်းသွားခဲ့ရပါတဲ့။အဲ့ဒီကျွန်းပေါ်မှာလူသူအယောက်အပမရှိတာမို့ငတ်မျိုးစုံဟာလက်လက်ပျော်ရွှင်စွာကြက်စားနေကြပါတယ်။အလုံးရဲ့သဘောတူညီချက်နဲ့တင်းမြောက်ထားတဲ့ငမင်းဟာလေကျွန်းပေါ်မှာရှိသမျှငမများအားလုံးကိုတရားမျှတစွာအုပ်ချုပ်ပါတဲ့လဲဝဲတဲ့ကြီးဟာ သူ့အရင်ရောက်နေနေတဲ့ငတ်တွေကိုကြည့်ပြီးအချိန်တူတူနဲ့တွေးကျဲစိတ်ဝင်စားခင်ရဖို့အတွက်ထူးဆန်းတဲ့လောက်ရတွေကိုငတ်အများမြင်သားအောင်ပြုလုပ်ပြခဲ့ပါတယ်။သူ့အမိကိုလည်းတမိကလို့ပြောပြပြီးတမိကရဲ့အတိတ်ပင်ဟာတရားနဲ့အညီကျင့်ကြံနေထိုင်သူပါလို့အားလုံးကိုပြောပြပါတယ်။ ဒါအပြင်သူဟာကဘာမြေကြီးလေးမှာဆိုလို့သူ့ခြေရောက်ကိုမြေပြင်ပေါ်ရက်တဲ့အခါမှာတချောင်းစီသာရက်တဲ့အကြောင်းအတားငါမစားတသက်လွတ်သားစားကြောင်းစသဖြင့်အများကြီးမျိုးအောင်မဟုတ်ကိုအဟုတ်လုပ်ပြီးတရင်လွင်ခဲ့ပါတယ်။အရင်အရင်ကငင်းငင်းချမ်းချမ်းပဲနေခဲ့ကြတာမို့ကျူးပေါ်မှာရှိတဲ့ငှက်တွေဟာ တမီကရဲ့ပြောပေါက်ဆိုပေါက်တွေကိုလိန်ညာနေတယ်လို့မရိပ်မိခဲ့ပါဘူး။ဒါကြောင့်လေ သူ့အပြောနဲ့တင်ကြီးညိုလေးစားစိတ်တွေဝင်ပြီး နေရပေးဆက်ဆံကြပါတယ်။သူတို့အစာရှာဖွေထွက်တဲ့အချိန်မှလည်းသူတို့ရဲ့သားသမီးမြင်းမြစ်တွေကိုအတိုင်းမြုံနေတကွတမီကစီမားစိတ်ချလက်ချအနှံထားခဲ့ကြပါတယ်။ညအပေါင်းဟောအစာရှာဖွေလို့ကိုယ်အတိုင်းမြုံရှိရာ ပြန်ရောက်တဲ့အချိန်မှာတော့ ယောပါနေတဲ့သားသမီးတွေကိုကြွေရတဲ့အချိန်ရင်သက်စီတီဖြစ်ကုန်ကြပါရဲ့တင်မိသားကိုတန်တရားဝင်ဖို့ဆိုတာတော့စိတ်ကူးထဲမှာမရှိတဲ့တဘာဝဘေးအန္တရာယ်လို့သာထင်နေကြပါရဲ့တပီးကားကလည်းသူဟာအတိုင်းအပေါင်းများစွာကိုစောင့်ရှောက်ရတာမို့တာဝန်လင်းဟင်းသွားသောဝမ်းနဲ့ပလက်နဲ့ဟန်ဆောင်ပြတ်တက်ပါရဲ့ဒီလိုနဲ့နောက်နေ့နောက်နေ့များစွာမှလည်းဒီလိုဖြစ်ရတွေ ြစ်ပြန်အကျိန်စိတ်လာတဲ့အချိန်မှာတော့ငမင်းဟာတမိကအပေါ်တန်တရဝင်ခဲ့ပါပြီ လူသူမနီဒီကျွန်းကြီးပေါ်မှာတကြားကလာပြီးနှိမ့်ဆက်စရာလည်းမရှိပါပဲငတ်သားပေါက်ကလေးများဘသူလက်ချက်နဲ့ပျောက်ဆုံးနေရတယ်ဆိုရာကို အမှန်တိုင်းတွေးတက်သွားခဲ့ပါပြီဒါကြောင့်ငမင်းဟာနောက်တနေ့အစာရှာထွက်တဲ့အချိန်မှာငတ်အပေါင်းနဲ့လိုက်ဟန်ပြပြီးနောက်ဆံလို့ကြံရစ်ခဲ့ပါတယ် သူဟာဓမီကာရဲ့အရေးအကြောင်းကို စောင့်ကြည့်နေခိုက်ပါပဲဓမီကာဟာရက်ဆက်စွာနဲ့ငက်ကလေးများကိုတကောင်ပြီးတကောင်တဝတပြေအရှင်လက်လက်စားသောင်းနေတာကိုတွေ့လိုက်ရပါတယ်သူဟာစားလို့မပြီးဆိုတော့မှနှုတ်ခမ်းပန်းမတက်လို့အင်ဂျီပြန်ဆက်ပြီးတိကိုင်းတစ်ခုမှနားကောင်အတိုင်ညုံတွေကိုစောက်ရှောက်နေဟန်ရှိနေခဲ့ပါတယ်အချိန်တန်လို့ညများပြန်လာတဲ့အခါမှာတော့ တားပြောက်တမိပြောက်မြက်မိဘများဟာထောင်းစံအတိုင်းငိုပွဲကြီးဆင်နွှဲကြပါတယ်။ဒီအချိန်တော့ငှက်မင်းဟာရဲရင်သွားနဲ့အခုလိုပြောကြခဲ့ပါတဲ့။ငှက်မင်း"အိုးငှက်အပေါင်းတို့တင်တို့ရဲ့တားသမီးငယ်တွေကိုရက်ဆက်စွာတည်အောင်ပြုခဲ့သူသူတို့ရဲ့အသွေးနွနွအသားနွနွလေးတွေကိုရုံမှစွာ စားတောင်းသူကိုငှက်မျက်စိနဲ့တက်အံ့မြင်ခဲ့ပြီ။အဲ့ဒါကတော့ငါတို့ကျွန်းတော်ကို သူတော်ကောင်းကြီးပမာရောက်ရှိလာတဲ့တမိကောင်ဆိုရက်ကြီးယုံမှာပဲဖြစ်တဲ့သူဟာပါဇက်ကပြောတာတခြားကိုရိုင်းပြုကျင့်တာကတခြားနဲ့နှုတ်ပြောဆိုသလောက်အတွင်းသဘောကောက်ချစ်သူဖြစ်တဲ့မွေဟောက်လိုကြောက်စရာကောင်းတဲ့သူတော်စင်ရောက်ဆောင်နေတဲ့ဒီကြီးကောင်ကတော့အခုပဲဝိုင်းဝန်းဆုံးမလိုက်ကြပါစို့ငါမင်းရဲ့စကားဆုံးမှာပဲဒီမရဲ့ရုံမှမဟုတ်ကို မကန်စားနိုင်ကြတဲ့ငါပေါင်းဟော ူတစ်ချက်ကိုတစ်ချက်ဝိုင်းဝန်းထိုးစိတ်ဆုံးမလိုက်ကြတာဟာဖြစ်အဲ့ဒီနေရာမှာပဲပြေဆုံးသွားခဲ့ရပါတော့တဲ့ကွယ်ကလေးတို့ရင်ဒီဇက်တော်ကိုဖတ်ပြီးတဲ့အချိန်မှာပဇက်ကဖျားဖျားလက်ကကာယကာယံဆိုတဲ့အတိုင်းပဇက်ပြောနေအတွင်စိတ်လွဲချော်နေကြတဲ့ရုံမာသောစိတ်ထားပိုင်ရှင်တွေကိုမိမိအသိဉာဏ်နဲ့ဝေဖန်ခွဲခြားနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်ကွယ် စစ်ဖားနဲ့ပဲကြီးစေရှိတယောအခါရတရရင်စစ်ဖားတကောင်နဲ့ကျမတကောင်ရှိကြလေသည်ဒီနေ့တရားစစ်ဖားသည်ရေကြီးကိုရဲ၍အစာရှာရာတွင်ပဲကြီးစေတစိတ်ကိုတွေ့လင်ရှင်ကျမရှင်ကျမဟောဒီမှာပဲကြီးစေတစိတ် ။လာစားလေပါဟုလမ်း၍ပြောလိုက်သည်။ရှင်ကျက်ဖပဲစားလိုက်ပါဟုကျမကလမ်း၍ပြောလိုက်လေ။ကျက်ဖသည်ပဲကြီးစိတ်ကိုနှုတ်သီးဖြင့်ကောက်ယူပြီးလင်းညှိုးလိုက်သည်။သို့တော်လည်းပဲကြီးစိတ်သည်ဝမ်းထဲသို့မကျဘဲလဲချောင်းထဲတည်တည်၍ခံနေလေသည်။သူကကျက်ဖကရှင်ကျက်မမျက်စီကိုတွားပြီးတောက်ရင်နဲ့တောင်းပါလေဟုခိုင်းလေသည်။ထို့ကြောင့်ကျမသည်မျက်စီသို့ပြေး၍ဤတောင်းလင်းမြေကဤသို့ပြန်ပြောလေသည်။ တစ်ပင်စီကိုတွားပြီးတရက်တရက်တောင်းပေးလင်ကျုပ်ရေကိုပေးပါမည်ဟုပြောလေသည်ထို့ကြောင့်ကျမသည်တစ်ပင်စီတို့ပြေး၍တရက်တောင်းလင်တစ်ပင်ကဤသို့ပြောပြန်သည်တောင်းသူကြီးသမီးစီကိုတွားပြီးအချီတောင်းပေးလင်ကျုပ်တရက်ပေးပါမည်ဟုပြောလေသည်ထို့ကြောင့်ကျမသည်တောင်းသူကြီးသမီးစီကိုပြေး၍အချီတောင်းလင်တောင်းသူကြီးသမီးကဤသို့ပြန်ပြောလေသည်ပြီးတဲ့စီကိုတွားပြီးကောင်းပြီဖို့ ပြီးတောင်းပေးလျင်ကျုပ်အချီကိုပေးပါမည်ဟုပြောလေသည်ထို့ကြောင့်ကျမသည်ပြီးတဲ့စီကိုပြေး၍ပြီးတောင်းလျင်ပြီးတဲ့ကဤသို့ပြန်ပြောသည်မုတ်တဲ့စီကိုသွားပြီးမုတ်တောင်းပေးလျင်ကျုပ်ပြီးကိုပေးပါမည်ဟုပြောလေသည်ထို့ကြောင့်ကျမသည်မုတ်တဲ့စီသို့ပြေး၍မုတ်တောင်းလျင်မုတ်တဲ့ကဤသို့ဖြေးလေသည်ထင်းခွေသမားစီကိုသွားပြီးထင်းတောင်းပေးလျင်ကျုံမုတ်ကိုပေးပါမည်ဟုပြောလေသည်ထို့ကြောင့်ကျမသည်ထင်းခွေသမားစီတို့မော်ကြီးပန်းကြီးနှင့် ပြေးထွား၍ဤသို့တောင်းပန်လေသည်။အိုထင်းခွေသမားလူရကြောင့်မုတ်တဲ့ကိုပေးဖို့ထင်းတစီကျုပ်အားပေးပါမုတ်တဲ့သည်ဘီးတဲ့ကိုပေးဖို့မုတ်ကိုကျုပ်အားပေးပါလိမ့်မည်။ဘီးတဲ့သည်တောင်းတကြီးသမီးကိုပေးဖို့ဘီးကိုကျုပ်အားပေးပါလိမ့်မည်။တောင်းတကြီးသမီးသည်တစ်ပင်ကိုပေးဖို့အချီကိုကျုပ်အားပေးပါလိမ့်မည်။တိပင်သည်မြစ်ကိုပေးဖို့တရွက်ကိုကျုပ်အားပေးပါလိမ့်မည်မြစ်သည်ကျပကိုပေးဖို့ရေကိုကျုပ်အားပေးပါလိမ့်မည် ကျမလည်းကြောင်းထဲတွင်ပဲကြီးတစ်စိတိတ်၍ခံနေပါသည်ဟုကျမသည်အကျယ်ရှင်း၍ပြောပြီးနင်းငွေသမားကိုတောင်းပန်လေသည်ထိုအခါထင်းငွေသမားသည်ကျမအားထင်းတစ်စိပေးလိုက်သည်ကျမသည်ထင်းစိကိုမုတ်တဲ့ဖို့ရှူသွားသည်မုတ်တဲ့သည် ပိန်တဲ့ဖို့မုတ်ကိုပေးလိုက်သည်ပိန်တဲ့သည်တောင်းတကြီးသမီးဖို့ဘီးကိုပေးလိုက်သည် တောင်းတကြီးသမီးလည်းတိပင်ဖို့အချီကိုပေးလိုက်သည်တိပင်သည်မြစ်ဖို့တိဘက်ကိုပေးလိုက်သည် မြစ်တီကျက်ဖဖို့ရေကိုပြေးလိုက်သည်ကျက်ဖသည်ရေကိုတောက်ချလိုက်သောအခါပဲကြည့်စီသည်ဝမ်းထဲသို့ကျသွားသည်ဖြင့်အာရပျော်ရွှင်စွာအော်အီအီအိုဟုတွန်းလိုက်လေသည်ခြေရင်းနဲ့ကအမှန်တရားတရက်မှာလူလယ်တယောက်ကလူရိုးလူအားလက်သမားတယောက်ကို သူ့ရှေ့တွင်ရှောင်းလိုက်ပါတယ် လူရိုးလူအလင်းသူနဲ့အဆင်ပြေလိုအပ်နေရမှုလူလေရောင်းလိုက်တဲ့ရှည်ရင်းကိုဝယ်ထားလိုက်ပါတယ်။နောက်ရက်မနက်မှာလူရိုးလူအားကသူ့ရှည်ရင်းတွေကရေခတ်ဖို့ပြင်နေတော့ခုနကလူလေကရောက်လာပြီးမင်းကငါရောင်းလိုက်တာရှည်ရင်းမဲ့လေ။ရှည်မပါဘူးမင်းရှည်ခတ်ခွင့်မရှိဘူးလို့တားလိုက်ပါတယ်။လူရိုးလူအားကလည်းစိတ်အလွန်ညစ်သွားပြီးတရားရုံးကိုတိုင်ကြားစာရှိလိုက်ပါတယ်။ တုတ်တညာစာကိုရခြင်းအမှုစစ်ဖို့ရေရင်းမှန်ရှင်လူလေရောဝယ်လိုက်တဲ့လူအကိုပါတရားရုံးမှာတရားရင်ဆိုင်ကြရပါတော့တယ်။တရားသူကြီးကမင်းသူ့ကိုဘာလို့ရှိမခက်ခိုင်းကြလဲ။ရေရင်းကသူ့ကိုရလိုက်တာမှန်တယ်မဟုတ်လားလို့လူလေကိုမေးလိုက်ရာလူလေကသူ့ကိုကျွန်တော်ရလိုက်တာရေရင်းမယ်။တွင်းထဲကရေရင်းမှမပါလာလို့ပြန်ဖြေတဲ့။တရားသူကြီးကတစ်ချက်ပြုံးပြီးအော်မင်းကရေရင်းချောင်းလိုက်ပြီလဲဆိုပြီးဒီတူနဲ့ကရေရီကမင်းဟာလို့ပြောတော့ ဒီတွနဲ့မှာမင်းရေတွေထားခွင့်မရှိဘူးတွင်းကမင်းပိုင်ဘူးလေဒီတော့ရေတွေထားဖို့အတွက်ငှားကပေးရမယ်ငှားကမပေးချင်ရင်မင်းရေတွေအကုန်ထုတ်ယူသွားအဲ့တွင်းနဲ့မှာမထားနဲ့လို့အမိတ်ချလိုက်တဲ့လူလယ်ကလည်းနေရာတိုင်းလူလယ်ကြလို့မရတဲ့အကြောင်းသိရှိနားလည်သွားပြီးတရားသူကြီးကလည်းမင်းဘလောက်လူလယ်ကြကောက်ကျစ်ပါစေအမှန်တရားကိုဘလို့မှဖုံးကွယ်လို့ရမှာမဟုတ်ဘူးနေရာတိုင်းမှာတရားမျှတမှုဆိုတာရှိနေသမျှပဲမိတ်ဆွေစေ ရှိခါကတော့ဒီအတွင်းလိုင်ကူတကူတွင်ရှင်သိနေကြရသည် မိတ်ဆွေဖွဲ့၍အတူတကွနေထိုင်ကြ၏ထို့တော့၌ရှင်သိနေကြရသည်စွားချင်းစွားချံများတောက်စားနေသော မြေခွေတကောင်လည်းရှိ၏တနေ့တွင် မြေခွေသည်ငါဟာရှင်သိသာကြာသားကို တခါမှမစားဘူးဘူးသူတို့ရဲ့ချစ်ခင်ရင်းနှီးမှုကိုပြည့်ပြည့်စေကောင်ခိုင်ရန်ဖြစ်အောင်လုပ်ပြီးသူတို့အသားကို စားရရင်ကောင်းမယ်ဟုကြံစည်နေသည် ဒေါနာမြေခွေးသည်ရှင်သိထံသို့ချိန်ခံ၍အရှင်ရှင်သိမီအရှင်ဟာကြားနှင့်ခိုက်ရန်ဖြစ်ပေါ်သလားဟုမေအချင်းမြေခွေးမဖြစ်ဘူးပါဟုရှင်သိကပြန်ဖြေသောအခါအရှင်ရှင်သိမီအကျဉ်တော့အရှင်းစီလာတဲ့လမ်းမှာကြားနဲ့တွေ့တော့ကြားကရှင်သိရဲ့အဆင့်တန်းဟာသူ့ကိုမမေ့ဘူးလို့ခင်ရဲ့စကားပြောဆိုရင်းဟုမြေခွေးကခုန်တိုက်လေသည်ထို့အခါရှင်သိကတင်ထွက်သွားသောငါတငယ်ချင်းကြောင့်ဟာ ီစကားမျိုးမပြောဘူးဟုပြော၍မြေခွေးကိုမောင်းထုတ်လိုက်လေသည်သူအခါမြေခွေးသည်ချင်းသိန်းကိုပြောခဲ့သည့်အတိုင်းကြားထန့်သူလည်းဂုံတိုက်စကားတော့ပြောပြန်သည်ကြားသည်မြေခွေး၏ဂုံတိုက်စကားကိုကြားသည့်ပြီးမြေခွေးပြောသည့်အတိုင်းဟုတ်မဟုတ်ချင်းသိန်းကိုမြင်မြန်လေသည်သူအခါချင်းသိန်းကမိတ်ဆွေကြောင့် မြေခွေကုန်းတိုက်တဲ့စကားကိုတကယ်ထင်မှတ်ပြီးသင်ကငါ့ကိုပြမခဲ့မိရင်ငါတို့အချင်းချင်းစိတ်ပြတ်ကြလိမ့်မယ်ဟုပြောဆိုခဲ့သည်။တပန်ချင်းသိကတစုံတယောက်ဟာတတိယချောင်းစုံစမ်းစစ်ဆင်မှုမရှိဘဲကုန်းတိုက်စကားကိုယုံကြည်ခဲ့မယ်ဆိုရင်အချင်းချင်းမိတ်ပြတ်မယ်။စကားများပြီးခိုင်ရန်ဖြစ်ကြလိမ့်မယ်။ကလေးတို့သားသူကဂုံတိုက်စကားပြောလာသည့်တိုင်တရီထားမယ်ဆိုရင်မိမပြတ်ဘူးမိတ်ဆွေစစ်ဟာအချင်းချင်းမိတ်ဆွေအဖြစ်ခိုင်မြဲနေတာကို စင်အမြဲလိုလာတယ်။တပားသူရဲ့စကားကြောင့်မိအပြည့်မခံဘူး။မိဆွေစင်မှန်ရင်တယောက်နဲ့တယောက်တန်တရားမရှိဘူး။ကြောင်ယုံမှုမရှိဘူး။ဥပမာပြောရမယ်ဆိုရင်တားတယောက်ဟာမိခင်ရင်ခွင်မှာကြောင်ယုံမှုမရှိ။အိမ်ဆက်တယ်လို့ပါပဲဟုပြောလေသည်။ထိုအခါကြားကအဆွေချင်းသည်ကျွန်တော်မှအပြည့်ရှိပါရဲဟုပြောဆိုပြီးချင်းသိကိုတောင်းပန်လေသည်။နောက်ဆုံး၌ချင်းသိနှင့်ကြားတော့သည်ရခင်အတိုင်းစိတ်ခင်ညှို့ဆွာနေထိုင်သွားကြလေသည်။ ကုန်းတိုက်သောမြေခွေးသည်သူ၏အချမ်းမအောင်မြင်ကြောင်းသိရှိသွားသောအခါအရက်တစ်ပါးတို့ထွက်ပြေးလီတော်သည်ရွှေခဲကျက်တူ၍မမေပါသေးသည်ကျွန်တော်ငငယ်ရုံးကတငယ်ချင်းမောင်စိမ့်နဲ့သူကျက်တူ၍ရွှေခဲတို့အကြောင်းကိုမမေပါသေးသည်မောင်စိမ့်သည်တရိษံအမွေဝါဒနာအလွန်ပါပါသည်သူအိမ်မှာတမျိုးစုံရှိပါသည် တင်ရင်ချက်ယိုရီယာချက်မြောင်ကန်ချက်စစ်တောင်ပန်ပြန်တွင်သုတိမနနဲ့အချိန်တွင်ဆူညံနေရတွန်းကြပါရယ်စပကြီးပေါ်ရင်အိမ်လုံး၍ငွေထားသော ခုပြူခုပြနဲ့တွေလည်းတကူးကူးနဲ့တနေ့လုံးကြီးနေကြပါရယ်အိမ်တွင်ကိုကြည့်ပါအောင်အနောက်ဘက်ခန်းတွင်ရုံကလေးတွေကစုံမြတ်စားနေကြသည်ကိုအမဲလိုလိုတွေ့ရပါသည်သူမမွေးဘူးသောတားငတ်တိရိစ္ဆာန်ဟူ၍မရှိတော့ဘူးဟုပင် င်ခင်ရပါသည်ကျွန်တော်တို့မှာတွင်မောင်စိန်တို့အိမ်သည်တိရစ္ဆာန်ယုံဖြစ်ပါတော့သည်ကျွန်တော်တို့ငယ်ချင်းတစုသည်ကြောင်းပည့်ရက်များတွင်သူ့အိမ်တွင်ပင်အချိန်ကုန်ကြပါသည်တခါသော မောင်စိန်သည်စစ်တုံရဲတကောင်ကိုမှုထားပါသည် ရွှေခဲဟုအမည်မဲ့ထားပါသည် ရွှေခဲသည် လူစကားကိုအတော်ပြောတတ်ပါသည်နနခင်းတွင်ဆုံးခံလာသောចောင်းသားကလေးများអော်ទីအတိုင်းសွန်းတော်ပြို့ဟုអော်တဲ့သည်မုတ်တယ်များអော်ទីအတိုင်းထန်သည်မုတ် ထမီးအောင်လီမုံစိန်ပေါင်းစသည်ဖြစ်လေအော်တက်သည်ပါကြီးထူအလဲလာသောအခါအတန်အောင်ကြီးနဲ့မိတဲ့တဲ့အတိုင်းဟိဘာလို့နေကြရလဲဟူလေပျော်တဲ့သည်တို့ဖြင့်ကျွန်တော်တို့တူတူပုံတန်းကစားရမှကြာဖူးသည့်အတိုင်းတွေ့ပြီးတွေ့ပြီးထွက်ခဲဟူ၍လဲအော်တက်ပါသေးသည်ရွှေခဲကလေးရှီရောင်းတွင်ပင်မောင်စိန်ဤမိဘများသည် မောင်စိန်ကိုမြို့ကြောင်တွင်ကြောင်းဤကြောင်စားတွားရောက်အနံဖူးရန်စီစဉ်ကြပါသည် ထိုအခါမောင်ဆိုင်မိမေက ရွှေခဲကို သူတစ်ပါးပေးလိုက်ရလင်ကောင်းမည်ဟုဆိုပါသည်လူကလေးရွှေခဲကိုမိမေကယူဆိုင်အားမမဟုတ်ဘူးလူလေးရဲ့ရုံတွေကြက်တွေခိုးတွေကို ကြည့်ရတာနဲ့ပဲမိမေအိမ်ကိုပြန်ကြည့်ဖို့အချိန်ရမှာမဟုတ်ဘူးဒီတော့လိုချင်သူရှိရင်ရွှေခဲကိုပေးလိုက်မယ်ကျန်နေဟုမိမေကပြောသည်မပေးပါနဲ့မိမေရဲ့ရွှေခဲကိုကျွန်တော်တိတ်ချစ်တယ်သူစကားပြောတဲ့အောင်ကျွန်တော်ဘလောက်တင်ထားရတယ်လဲမိမေ ပေးဘူးမဟုတ်ဘူးလားမမေမပေးဘူးနော်ဟုတ်လားဟုဝမ်းနေပက်လက်နဲ့မောင်စိန်ကချော့မော့တာမန်ရှာတယ်သူတော်လေးမပေးလို့မဖြစ်ဘူးလေလူလေးမိတရေဆန်တွေရှိသမျှကိုမမေမကြည့်ရဘူးမိညီမလေးကိုလည်းကြည့်ရအောင်မေနောက်ပြီးရွှေခဲကအင်မတန်အော်ရယ်ဒီနေ့လုံးစူညံနေတာပဲဟုမမေကဆိုသည်ထို့အခါမောင်စိန်သည်ငိုတန်းပါလာပြီးမမေရွှေခဲကိုပေးလိုက်ရင်ကျွန်တော်တိတ်ပြီးဝမ်းနေမှာပဲမပေးပါနဲ့မမေရဲ့ရှစ်ခိုးပါရဲ့မပေးပါနဲ့မမေရဲ့ဟု တာဝန်ရှာသည်အေးအေးကြီးကြသေးရပေါ့လူလေးရဲ့ဘာမှတော့ဂရိမပေးပြစေနဲ့အောင်ရှင်နဲ့လူရှိရင်တော့ပေးလိုက်ရမှာပဲထင်နေဟူမိမိကပြန်ပြောသည် ပေါင်စိန်ခမောအလုံးစိတ်မကောင်းဖြစ်ရှာပါသည် ရွှေခဲသည်သူ့ကိုအလုံးချစ်ပါသည် ရွှေခဲသည်သူ့ပခုံးပေါ်ကုတ်ချေတက်၍သူ့ရဲ့ကလေးကိုကြိုက်ကားကြိုက်ကားကစားလီရှိသည်အိုးရွှေခဲကိုမိမိမပြေးဖြစ်ပါစေနဲ့မြို့ဆောင်ကိုမသွားခင်တည်းရည်သည်ပေါင်စိန်အတွက် စိတ်မကောင်းဆုံးသောရက်ဖြစ်သည်မောင်စိန်သည်ထိုနေ့ကရုံကလေးတွေကိုအစာပို့ရေးကျွေးသည်ချက်ကလေးများနှင့်တမနက်လုံးကစားသည် မောင်စိန်၏ခွေးတော်ပေါ်သည်မောင်စိန်အကြောင်းကိုတည်တည်အလားအမီးကိုကုပ်ယူနေသည်အိမ်တွင်တခုခုထူးခြားနေသည်ကို ရွှေခဲလေးတီးပုံရသည်ထို့ကြောင့်သူသည်တနေ့လုံးခါတိုင်းထက်ပို၍အောင်မြင်နေသည် သူကအော်လေမိမိကစိတ်ပြက်လေတခြားကိုပြပြလိုက်မည်ဟုပြောလေဖြစ်သည့်ဖြင့်မောင်စိန်သည်သူပစက်ကိုပေးရသည်ကအမောပင် ထိုညာကမောင်စိန်သည်မအိတ်နိုင်အိယာထဲတွင်တလူလူတနေနေရှိသည်ချန်နယ်ကဇီကက်ကလေးဤမိသားကိုကြားသည် စပကြီးကတောက်တဲ့ကြီးဤအတန်ကိုကြားသည်ညတာရှိလာကြီးရဲ့ဟု မောင်စိန်ထင်နေသည်ထိုအခါထူးဆန်းသောအတန်တစ်ခုကို သူ့ရုပ်တရက်ကြားလိုက်၍အိယာထဲတွင်ထထိုင်ကနားဆွင့်ထောင်မိသည်မိဘတကာဖွင့်နေတန်နဲ့တူသည်ဘသူများပါလိမ့်တခိုးရီများလားမသိဘူးဒီကားထိတ်ကိုသွားပြီးနားထောင်ကြည့်ရုံနဲ့ဟိုမောင်စိန်စဉ်းစားလိုက်သည် အရာမှထား၍နေကားထိတ်သွားကနှာဆွင့်ထောင်းသည်ဘာကူးမှမကြရတုတ်ပေါ်သည့်ချန်တဲ့တွင်ရှိသည်သို့သောဟောင်းကားမဟောင်းမိဖို့တကားဖွင့်တန်ကြသည်နှင့်ထင်မိသည်စိတ်ကူးများဖြစ်ပါလိမ့်မည်ထို့သောတွေးပြီးနောက်မောင်စိန်သည်ဆာဆာရှိသည်နှင့်ကျောင်းရင်ထဲတွင် စားစရာသွားရှောင်းမဲဟူကြံကောင်းအယောက်ထက်သို့ဖြည်းဖြည်းဆင်းခဲ့သည်ခမင်းစာခန်းစီကအတန်တခုထွက်လာသည်မောင်စိန်သည်တတိုင်းကိုကြွေကပုံနေလိုက်သည် ထိုနေရာမှနေ၍ဟိုအဒီဒီကိုကြည့်သောအခါကြဲရောင်ဖြင့်လင်းလိုလိုဖြစ်နေသောပရင်ဖောက်နားတွင် လူနေရောက်ကိုမြင်ရသည်တကိုးတွေပဲဖိဖိကိုဘလို့သွားပြောရပါမလိမ့်မလဲငါလောက်လိုက်ရင်သူတို့မြင်မှအမှန်ပဲဟုဆိုကားမောင်စိန်အတွေ့ရချက်နေလေသည်တကိုးနှစ်ယောက်သည်ကြောင်ရီထဲကပကံများဇုံမြကိုယူ၍အိတ်ကြီးထဲသို့ဖိဖိထည့်နေကြသည်တရားနေတရားလေတံနှင့်စကားပြောနေကြသည် ထိုခဏ၌ရှိခဲသည့်အိမ်ယာမလန့်နိုးလာသည် ။ဘာများဖြစ်နေပါလိမ့်မလဲဟုပြီးတော်သောဟန်ဖြေသူသည်ခူကောင်းကိုကုတ်လေသည်။တကူးများကသူ့ကိုမမြင်နိုင်ရွှေခဲဤ။နောင်ချိုက်မှာတောင်ခွေမောင်မိုက်ထဲတွင် ဖြစ်သည်။ထို့နောက်ရွှေခဲသည်ရုတ်တရက်ကြဲကြဲလလောင်းအော်လိုက်သည်။ဟေ့ဘာလို့နေကြသလဲဟေ့ဘာလို့နေကြသလဲဟုချွေခဲကအွန်လိုက်သည်တကူနေရသည်နှောင်းတင်ကခဏရဲ၍အတန်လာရဘက်သို့လဲကြည့်ကြသည်ဘာကောမှမမြင်ရရဲပေါ်ဟိုအတန်ကိုကြားလိုက်ရလားဟုတယောက်ကမေးသည် ြားတော့ကြားတယ်ထမဲ့ဘာကူမြတ်တွေ့ရပါလားဟုတယောက်ကဖြေသည် ထိုခိုက်ရွှေခဲကတွေ့ပြီတွေ့ပြီထွက်ခွဲထွက်ခွဲဟု ကျဲလောင်ဆူးရှစွာအော်လိုက်ပြန်ရောင်းတကူနှစ်ယောက်သည်အိတ်ကြီးကိုခြား၍ပရင်းပါမခေါင်းစင်းထွက်ပြေးလေတော်သည် မောင်စိန်လည်းပရင်းပေါက်သို့ပြေး၍တကူများကိုလမ်းကြည့်သည်မောင်သေးတွင်ပျောက်သွားခါမှအိမ်ပေါ်သို့ပြေးတက်ကဖီဖီကိုနိုးသည်ဖီ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 အောက်ထက်ကိုလိုက်ခဲ့ပါစမ်းမတခိုးတွေလာတယ်ဒါပေမဲ့ရွှေခဲကအော်လို့ထွက်ပြေးကုန်ပြီ ရွှေခဲမလိမ္မာဘူးလားဖဖေဟုမောင်စိန်ကပြောသည်ခဏကြာတွင်မမေနှင့်ဖဖေအရောက်ထက်ပြရင်းပေါင်းနားတွင်တုံလုံးကြီးလဲနေသောပကံအိတ်ကြီးကိုဖွင့်၍ချီနေလေသည်ထိုခဏ၌ရွှေခဲသည်တွေ့ပြီတွေ့ပြီဟုအော်ပြီးနောင်စွန်းတော်ပြုတ်စွန်းတော်ပြုတ်ဟုဆိုလိုက်ပြန်လေသည်ရွှေခဲလိမ္မာတယ်ရွှေခွေရွှေခဲတိတ်ပြီးတော့လိမ္မာတယ်ဟုဖေကပြော၍ကဲလူကလေးအနက်မြုပ်ကိုစောစောသွားเสียရှိသေးတယ်အိတ်တော်အိတ်တော်ဟုပြောလေသည် ထူအခါမောင်စိန်သည်ပကံများကိုတင်စီနေသောမိမိနားကိုတွားကမိမိရွှေခဲကိုပြပြလိုက်အောင်မလာဟင်ဟုမိလေသည်မပြီးတော့ပါဘူးလူလေးရဲ့စိတ်ချလက်ချတာအိပ်ပါတော့ဟုမိမိနေသည့်စကားပြောလိုက်သောအခါကျမှမောင်စိန်သည်အဲ့ရဝင်းကအိမ်မောကြသွားလေသည်တကောများမှမူပြေးလွားခိုက်ကင်းများနေတွေ့၍အဖမ်းခံရကြလေသည်သို့တော့သူတို့ကိုအော်၍ ချောက်လွတ်လိုက်သူမှာရွှေခဲကျက်တူရေးဖြစ်သည်ဟူ၍ကောင်းတသက်လုံးတိမသွားကြရရှာပြီ